ရှေးအခါကတော်အုပ်ကြီးတစ်ခုတွင်မြဲ့မမြဲမိဘနှစ်ပါးကိုကျွေးမွေးပြုစုနေသောဆင်ပြူတော်လေးတစ်စီးရှိပါသည်တနေ့တွင်ဆင်ပြူတော်လေးသည်တော်ထဲ၌မျက်စိလည်နေသောမုတ်ဆိုးတယောက်ကိုအိပ်ပြန်ရန် လမ်းပြပေးခဲ့သည်ဂျေဇုကံတော်မဟုတ်ဆိုသည်ဆင်ပြေတော်လေးရှိရာအရက်ကိုဘရင်ကြီးအားလျှောက်တင်လိုက်လီသည်ဘရင်ကြီးသည်ဆင်ထိန်များကိုခေါ်ပြီးဆင်ပြေတော်လေးကိုဖမ်းခိုင်းလိုက်ပါသည်ဆင်ပြေတော်လေးသည် နန်တွင်ရောက်သောအခါအစာအသောကောင်းများကျွေးသောလေမစမတော်ပဲနေလီသည်ဘေးကြီးကဆင်းပြတော်လေးအားအဘဲကြောင့်အစာမစရသည်ဟု မေးလေ၏ဆင်းပြတော်လေးကကျွန်ုပ်သည် မြဲ့မမြဲမိဘနှစ်ပါးကိုပြုစုလှုပ်ကြွေးနေသူဖြစ်ပါသည်ကျွန်ုပ်မရှိလေမိဘများစိုးရိမ်သောကားရောက်ပြီးတီဆုပ်ကိုလိမ့်မည်ဟု တွေးမိပြီးအစာမစားနိုင် ဖြစ်နေပါသည် ဟုဖြေကြားလိုက်သည်ထို့ကြောင့် မရင်ကြီးသည်မိဘကိုလှုပ်ကျွေးနေသောဆင်ဖြူတော်လေးကို လေးစားသွားပြီးတော်သေးသူပြန်လှူလိုက်လေသည် ရှေးအခါကကြီးရွာမြတ်သို့လှည့်လည်ပြီး စေကုသနေသောစေဆရာတယောက်ရှိပါသည်တနေ့သောအခါယွာတယွာတွင်မြဲ့မမြဲသူဆင်းရဲမှတယောက်ကို တွေ့ပါသည် သူဆင်းရဲမှကသူဤမျက်စိကိုကုသပြပါရန်ပြောပြီးမျက်စိပြန်မြင်ပါကား စီဆရာထံတွင်အလောက်အကျွေးပြုမိဖြစ်ကြောင်းဂတိပေးခဲ့လေသည်စီဆရာသည်သူဆေးရမဤဂတိစကားကြောင့်မျက်စိပြင်းပြင်းအောင်ကုသပေးခဲ့သည်သူဆေးရမသည်မျက်စိပြင်းပြင်းတော်လဲ အမှန်အတိုင်းပြောပါကအလုတ်အကျွေပြုရမင်းကို စိုးရိမ်သောကြောင့်မျက်စိများမမြင်ရသေးပါ ပို၍ဆိုးလာပါသည်ဟုလေညာပြောဆိုလေသည်ဆီဆရာသည်သူဆင်းရဲမှလေညာနေကြောင်းကိုသိသည်ဖြင့် မျက်စိကံစီသည့်ဆေးကိုခတ်ပြီးခဲ့လီသည်ထိုကြောင့်သူဆင်းရဲမ၏မျက်စိများပူလွန်ပြီးပေါထွက်ကုန်ပါတော်သည်ဆေးဆရာသည်လည်းသူဆင်းရဲမကိုမျက်စိကံအောင် ပြုလုပ်ခဲ့သည့်အကုသိုလ်ကြောင့်မြတ်စွာဘုရားရှင်လက်ထက်တွင်မျက်စိမမြင်သောယဟန်တပါးဖြစ်သွားရလေသည်